လက်ရှိမြေပြင်ရဲ့အခြေအနေအမှန်တရားကဘာလဲဆိုတော့ကိုတခြားနိုင်ငံတွေကပါသိလာနေပြီလို့ပြောရမှာပေါ့နော်အဲဘင်္ဂလားဒေ့ရှ်တက်ကတော့ AA ကစစ်ကောင်စီတက်ပို့ပြီးတော့ရေးကြီးတဲ့အနေအထားတစ်ခုဖြစ်သွားတာမင်္ဂလာပါအဲဒီနေ့တော့ဒါကျွန်တော်စစ်ကောင်စီရဲ့တက်သေးကပေါ့နော်တက်သေးကအခြေအနေပတ်သက်လို့ ျွန်တော်စုံစမ်းသိရှိရသလောက်အတက်စရာအကြောင်းအရာလေးကိုကျွန်တော်ဝင်မြပေးပါမယ်ပေါ့နော်အခုပါဆုံးပြောချင်တာကတော့စစ်ကောင်စီရဲ့တထဲမှာတော်တော်လေးအချင်းကြီးဆိုးရွားနေတယ်အောက်ခြေစစ်သားတွေနဲ့သူတို့အထက်ကသူတို့ကိုခိုင်းစေတဲ့အမိန်ပေးတဲ့သူတွေနဲ့ကြားထဲမှာတော်တော်လေးတင်းမာနေတဲ့အကြောင်းအရာတွေရှိတယ်ပေါ့နော်အကြောင်းအရာရှိတယ်ပြီးတော့ဒီတနိုင်ငံလုံးအတိုင်းအတာနဲ့သူတို့တွေဒါဒီအပြင်းထန်သူတို့ကြုံတွေ့နေရတဲ့အချိန်ပေါ့နော်စီရင်နဲ့ပတ်သက်လို့ရှုံးနေနေတဲ့အချိန်မျိုးတွေမှာဒီတက်ထဲမှာမလုတ်ချင်တော့တဲ့ကောင်ကြီးများလာတယ် ဲတတိယနေ့ထွက်ပြေးဖို့ကြိုးစားနေတဲ့သူတွေပေါ့နော်စစ်ကောင်စီတတိယနေ့ထွက်ပြေးဖို့ကြိုးစားနေတဲ့သူတွေများလာတယ်အဲပြီးတော့အောက်ခြေရာအဖွဲ့တွေပေါ့နော်တခုခုတနေရာရာခိုင်းလိုက်ရင်တော့မှသူကစိတ်ချလို့မရတဲ့နေသားဖြစ်နေတာပေါ့အဲကွန်သားဝယ်စမ်းကွာပေါ့နော်တခုခုသွားဝယ်ပြီးစမ်းကွာဆိုရင်တော့မှပျောက်သွားတဲ့အဖွဲ့တွေကများနေတယ်ဆိုပြီးတော့သိရတယ်အဲပြီးတော့ဒီဒီလိုမျိုးတွေဖြစ်လာတဲ့အခြေအနေမှာပေါ့နော်တစ်ဖက်မှာလည်းသူတို့ဘာရင်ဆိုင်နေရလဲဆိုတော့နေရာအနှံ့ပေါ့နော်ဒေတာအနှံ့နိုင်ငံရဲ့နေရာအနှံ့မှာသူတို့ဒါ ရင်ဆိုင်နေရတယ်ပေါ့နော်စစ်ပွဲတွေနေရင်ဆိုင်နေရတယ်ရှေ့တန်းနေထွက်နေရတယ်တချို့တက်တွေကဒီအနာသိန်းဖြစ်စဉ်ဖြစ်ပြီးကြတဲ့အထိကိုမပြောင်းသေးတဲ့တက်တွေလည်းရှိသလိုမပြောင်းရတာနှစ်နှစ်သုံးနှစ်နီးပါးရှိလာတဲ့တက်တွေလည်းရှိလာတယ်ပေါ့နော်ရှိလာတယ်နောက်တန်းကမပြောင်းရတာပေါ့နော်အဲ့လိုမျိုးတက်တွေလည်းရှိလာတယ်ပြီးတော့ဒီတက်ထဲကနေပြီးတော့ရှိတဲ့အင်အားတွေကိုလည်းအဲသူတို့ခွင့်နေပါတယ်ပေးဖို့အတွက်ပေါ့နော်ခွင့်နေပါပြီလို့ဆိုတော့သူတို့ပြန်ကျင်ကြတယ်အရင်တော့မှတစ်နှစ်တစ်ခါလောက်ဖြစ်ဖြစ်ပြန်ပြန်ရသေးတယ်နှစ်နှစ်တစ်ခါလောက်ပြန်အခုကလုံးဝ ဲမပြတ်ရတဲ့အခြေအနေတွေများလာတယ်ဗောနော်များလာတော့ကျွန်တော်ဒီဥစ္စာနဲ့ပတ်သက်လို့အထဲထဲမှာခွင့်ရဖို့အတွက်ကိုတောင်းဆိုနေတာရှိတယ်တောင်းဆိုတယ်ပြဿနာတွေရှာတယ်ဒီခုနလိုဆန္ဒဖော်ထုတ်ပွဲတွေလုပ်တဲ့အခါမှာလည်းခွင့်ပြန်ခြင်းပါတယ်ခွင့်သွားခြင်းပါတယ်ဆိုပြီးတော့ဒါမျိုးတွေပုံစံမျိုးတွေပဲလုပ်လာတယ်ဗောနော်ပြီးတော့အဲ့လိုမျိုးတွေကိုအထက်ကလူကြီးတွေခွင့်မပြုပေးတဲ့အခါမှာအောက်ကဖွဲ့တွေကလည်းဂလန်ဂဇန်လောက်တာမျိုးတွေရှိလာတယ်အဲရှိလာတော့ကျွန်တော်အခုဘယ်လိုပြန်လုပ်လဲဆိုတော့ဒီအိမ်အောင်မရှိသေးတဲ့လူပေါ့နော်လူပြိုလူလွတ်တွေကြတော့ခွင့်နဲ့ပတ်သက်ရင်တော်တော်လေးပြိပင်တားမြစ်ထားတာရှိတယ် ချော့တလေ6တလေပုံစံမျိုးနဲ့တားမြစ်ထားတာရှိတယ်ခွင့်မမရမရသလောက်ကိုရှိတယ်ပေါ့နော်ပြီးတော့အိမ်တော်တွေနဲ့ပတ်သက်တော့ကြာတော့ဆိုဘာလို့လဲဆိုတော့အိမ်တော်တွေကိုသူကခွင့်တော်ပေးတယ်ဘလို့ပေးလဲဆိုတော့ဒါနောက်တန်းမှရှိနေတဲ့အချိန်ပေါ့နော်ရှေ့တန်းကနေတော့မပေးဘူးနောက်တန်းမှရှိနေတဲ့အချိန်မှာယောက်ျားသွားမယ်ဆိုမိမနေခဲ့မိမသွားမယ်ဆိုယောက်ျားနေခဲ့အဲ့လိုပုံစံမျိုးနဲ့ခွင့်ပေးနေတာအမိမဆိုတာကသူကဒါတကယ်ပြောရင်ဒီသူ့ရဲ့ရဲမေလို့ပဲပြောပါတော့ဒီစစ်သားရဲ့မိမလေသူကစစ်သားမှမဟုတ်တာဒါပေမဲ့အဲ့လိုလူတယောက်ကိုတော့မှသူတို့ထိန်းချုပ်တယ် ပြီးရင်လုံးဝလွတ်လွတ်လပ်လပ်သွားလာခွင့်မပေးဘူးအပြီးတော့အပေါင်သဘောမျိုးနဲ့ပေါ့နော်ယောက်ျားသွားမယ်ဆိုရင်မိမနေခဲ့ပေါ့နော်အဲ့တော့ mint trap ပြင်းမယ်ဆိုရင်မိမတော့ငါတို့ဖမ်းထားမယ်ဆိုတော့ပုံစံမျိုးတွေအခုဆိုတော်တော်များများတွေ့လာရတယ်ပေါ့နော်ဒါကလည်းအထက်ထက်မှာသူတို့ကြီးထွားနေတဲ့ပြဿနာတစ်ခုလို့သိရတယ်ပေါ့နော်နောက်တစ်ခုကတော့ပါစရရဲ့အခြေအနေပေါ့အခုဒါပေါ်တာဆွဲဖမ်းဆီးတာမျိုးပဲဖြစ်ဖြစ်လူသစ်စုဆောင်းခံရတာမျိုးပဲဖြစ်ဖြစ်တချို့ပါစရကြတော့လေ ဒါစစ်ကောင်စီကိုထောက်ခံတာဖြစ်တဲ့အတွက်ကိုယ်တိုင်ဝင်သွားတဲ့အဖွဲ့လည်းရှိတော့ရောပြုံးနေတာပေါ့နော်အဲ့အဲထဲမှာသူတို့ကိုဆက်ဆံပုံကကြတော့အဲဘယ်လိုလဲဆိုတော့အဲဒီဒီအောက်ခြေစစ်သားတွေရဲ့အောက်မှာထားတယ်ဒီပါစားတွေအောက်ခြေမှာရှိတဲ့စစ်သားထက်ကိုသူကအောက်ဆုံးမှာထားတယ်ပေါ့နော်အဲနင်းပြပုံစံမျိုးထားတယ်ခိုင်းစီပုံပုံစံမျိုးထားတယ်အဲပြီးတော့ဒါတေးမယ်ဆိုသူတို့ရှေ့ဆုံးကတေးခံခိုင်းမယ်ဆိုတဲ့ပုံစံမျိုးတွေသဘောထားနေရရှိတယ်တနက်တွေမပေးဘူးကင်းဆောင်ခိုင်းတယ်တနက်မပေးဘူးအနောက်ကနေသူတို့ကိုပြန်ပြီးကင်းဆောင်မယ်လို့ရှိတယ် အဲ့ဒါကျတော့သူတို့ရဲ့စစ်သားဟောင်းပေါ့နော်အဲ့လိုဖွဲ့တွေပြန်ပြီးကင်းဆောင်နေတခုခုဆိုရင်ခွဲခြားဆက်ဆက်နေနောက်တစ်ခုကတော့ဒါရှေ့တန်းမှာဒါခုနလိုစစ်ကြောင်းတွေဖွဲ့တဲ့အခါဒါမှမဟုတ်လဲစစ်ဘူးစစ်ကြောင်းတွေလွတ်တဲ့အခါမျိုးတွေမှာအယောက်တရာသွားမယ်ဆိုရင်ပါစာ80လောက်ပါသူတို့ရဲ့စစ်သားဟောင်း20လောက်ပဲပါအဲ့လိုပုံစံမျိုးနဲ့စစ်ကူတွေလွတ်နေရရှိတယ်စစ်ကြောင်းတွေဖွဲ့နေရရှိတယ်အဲတော်တော်များများကပါစတွေပဲပါတယ်တခုခုဆိုအသေးခံခိုင်းမယ်ဆိုရင်ပုံစံမျိုးတွေပဲလုပ်နေတာတွေ့ရတယ် ပြီးတော့ဒီပါစတွေတဲမှာပေါ့နော်အဲကျွန်တော်ရှင်းမှာပြောခဲ့သလိုစစ်ကောင်စီကိုထောက်ခံပြီးတော့ဝင်သွားတဲ့ပါစတွေလည်းရှိတယ်ပေါ့နော်ပြီးတော့အဲတချို့ကြတော့အာစူးစောင်းခံရတယ်အတင်းအဓမ္မခေါ်ခံရတယ်ဒီလိုမျိုးပါစတွေလည်းရှိတယ်အဲ့ထက်မှာအခုဆိုရင်ဇရိုက်တွေကူးလာတာမျိုးလည်းတွေ့ရတယ်ဒါစစ်ကောင်စီကိုထောက်ခံတဲ့ကောင်တွေကလှုပ်တာလည်းဖြစ်ဖြစ်ပါပေါ့နော်ရွာတွေမှာကြေးရွာတွေကိုမိရှုဖြစ်စည်းတာမျိုးတွေဒီကောင်တွေကလှုပ်တာမျိုးတွေရှိလာတယ်အဖက်စိန်608 6ခု8ကဆင်းတဲ့ပတ်စာကြီးကအဲ့လိုမျိုးလုံနေရဆိုပြီးတော့တရင်ရသိရတယ်ပေါ့နော်ဒါတက်တခုမှဖြစ်နေတဲ့ဟာပေါ့ ပြောမယ်ဆိုရင်ဒီအဖွဲ့တွေကိုအချင်းချင်းပြက်စီးအောင်အားစားနောက်ကနေဒီစစ်သားဟောင်းနေရာမြောက်ပေးနေရာမျိုးတွေလည်းရှိလာတယ်။သူတို့ကြိုက်တတ်တဲ့ဟာတွေနဲ့မြားတာမျိုးတွေတွေးဆောင်တာမျိုးတွေရက်ကြိုင်အရက်ဆေးလေးကြိုင်ဆေးလေးဆေးကြိုင်ဆေးဒါမျိုးပုံစံမျိုးတွေနဲ့မြားပြီးတော့ခိုင်းတာမျိုးတွေရှိတယ်။သူတို့ကိုယ်တိုင်ဒီယာကြီးကိုခုံမင်လာပါဘောနော်အဓိကပြည်သူတွေရဲ့ဒါထွက်ပြေးသွားတဲ့ရွာတွေပေါ့နော်အနေအိမ်တွေကနေပြီးတော့ဒါပစ္စည်းတွေဖောက်တယ်ပစ္စည်းတွေခိုးယူတယ်ပစ္စည်းတွေသူတို့အတွက်ဒါခိုးဝက်ပြီးတော့တည်ယူတယ်ဆိုတဲ့ဟာမျိုးတွေကို ေါ်တင်ကြီးခွင့်ပြုပေးထားတဲ့ဟာမျိုးတွေရှိလာတယ်ပေါ့နော်တချို့ဟာတွေဆိုရင်လောက်တောင်လောက်ကိုင်းတဲ့ပုံစံမျိုးတွေရှိရဆိုပြီးသိရတယ်အဲ့ဟာတွေတည်းကအများစုကတော့စစ်ကောင်စီကိုကြောက်ခံပြီးဝင်သွားတဲ့သူတွေပေါ့နော်အဲ့ကြတော့ရောပြောချင်တာဒီဘက်ကတော်လိုင်းတက်ဖွဲ့အနေနဲ့အများကြီးညှတာပေးရရှိတယ်ဒါပေမဲ့ခြေတန်းဆင့်မြေပြင်မှာရောက်လာပြီးဟိတ်ဆိုရင်ပေါ့နော်အဲလုံးဝတနက်ကြီးမဖောက်တဲ့အချိန်မှာပဲအမြန်ဆုံးကူပြောင်းလာဖို့အတွက်ကိုပဲကျွန်တော်ကပြောချင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့တိုက်ပွဲဖြစ်ပြီးဟိတ်ဆိုရင်ပါစသည်လဲပဲပေါ့နော်အဲခုနကလို့ အပြစ်ပေးရေးယူခံရမယ့်အထဲထဲမှာပါနိုင်တယ်ပေါ့နော်ပါနိုင်တယ်အဓိကတော့သူတို့လုံနေတဲ့လုံရက်တွေကသူတို့တကယ်မိသွားပြီဆိုတဲ့အချိန်မှာမျက်နှာငယ်လေးနဲ့ပြောကြဆိုကြရရှိတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးကြီးအဲလုတ်ပြတာမျိုးရရှိတတ်တယ်ဒါပေမဲ့တကယ်တကယ်သူတို့နောက်ွယ်မှာလုတ်ခဲ့တဲ့လုတ်ရက်တွေကဘယ်သူမှကြိုပြီးတော့မသိနိုင်တဲ့အနေတစ်ခါတခုရောက်နေပြီပေါ့နော်အဓိကတော့ဆစ်ကောင်စီကအဲ့လိုပုံစံဖြစ်ဖို့လေတမင်ရည်ရွယ်ပြီးတော့လုတ်တယ်ပေါ့နော် ပြီးတော့ဒီဘာသာတွေကိုအသုံးပြုတာကဒါတော်လိုင်းတက်ဖွဲ့တွေရဲ့ကြီးစံတွေကိုချွေမယ်အဲကြီးစံတွေကိုလုံးဝပြုံးတီအောင်လုပ်မယ်ပြီးရင်အင်အားတွေထိခိုက်နေတာမျိုးရှိအောင်လုပ်မယ်အဲဆိုတာဘာသာကိုလက်ထဲကိုတနက်ပေးလိုက်ပြီးရတယ်တော့တိုက်ဆိုပြီးတော့ပြစ်တဲ့အခါကျွန်တော်တက်ဖွဲ့တွေနဲ့ထီထွေမှုဖြစ်တယ်ဖြစ်တဲ့အခါမှာကျွန်တော်တက်ဖွဲ့တွေကပြစ်ရတဲ့ကြီးစံတွေခဲရန်တွေကုန်မယ်တခါလေထိခိုက်ရှာနာရှိတဲ့အခါကျရင်အဲ့အတွက်သူအင်အားတွေပြုံးတီမယ်ပြီးတော့သူတို့ကိုဖမ်းမိပြီဟဲ့ဆိုရင်လည်းခုနကလိုစောင်းလျှောက်တာမျိုးတွေကလောက်ပါသေးရဲ့လူသားစံနာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးစောင်းလျှောက်တဲ့ခါကျတော့ အဆောင်ထားရတာမျိုးတွေကြွေးရမွေးရတာမျိုးတွေဒါမျိုးတွေနဲ့ဒေါ်လာရေးဝင်တော့ဝင်ဖို့တွေပုံများလာအောင်ရည်ရွယ်တယ်အဲ့တော့အဲ့ဥစ္စာတွေကိုလည်းဒါစစ်ကောင်စီကရည်ရချက်ရှိရှိလှုပ်ဆောင်နေတာဖြစ်တယ်ပေါ့နော် ပြီးတော့ဖမ်းမိတယ်ဆိုရင်လိန်နေအဲ့ဒီမကွေးဘက်ကဖြစ်စဉ်တစ်ခုမှဆိုဘယ်လိုဖြစ်လဲဆိုတော့အဲအဲ့မှာပါဝင်ပြီးတော့တိုက်ပွဲဝင်နေတဲ့စီဒီယန်စစ်သားတယောက်ပေါ့နော်ဒါကျော်နဲ့အင်တာဗျူးကိုလည်းရှိတယ်အဲသူသူဆိုရင်သူကဒီအဖွဲ့တွေကိုဖမ်းမိပြီဆိုတဲ့အချိန်မှာအဲ့အဖွဲ့တွေကဘယ်လိုလိန်လဲဆိုတော့ အတယောက်ကပြောတယ်တဲ့သူတို့ကကုန်တင်ကုန်ချပါတော့။နှစ်ယောက်ကကုန်တင်ကုန်ချတယ်။တယောက်ကလက်သမားလို့ပြောတယ်ပေါ့နော်။အဲ့ဒါလည်းသူကစီလန်စစ်သားဆိုသူကလည်းစစ်သားကြောင့်တိရောချာမှော်ဘူးမင်းတို့ငါမေးအောင်မယ်ဆိုပြီးတော့သူကအငယ်ဆုံးကောင်ခေါ်ပြီးတော့မေးတဲ့ခါကျမှအဲ့ပါစာပေါ့နော်။ပါစာလုတ်တဲ့သူကဘာမှကုန်တင်ကုန်ချလည်းမဟုတ်ဘူး။ဘာမှလက်သမားလည်းမဟုတ်ဘူးလေ။ဟိုကောင်ဒူတက်ကြက်တယ်။ဟိုကောင်တက်ကြက်ဘာညာလဲအဲ့လိုပြောပြီးတော့ပေါ်ပြီးတော့ပေါ့နော်။အဲလုံးဝအဖြစ်မှန်တိတိသွားခဲ့ရည်လည်းရှိတယ်။ အဲအဓိကသူတို့အချင်းချင်းကြားထဲမှာတိနေတဲ့ဟာမျိုးတွေကိုသူတို့ဖုံးကွယ်ဖို့စူးစမ်းနေရရှိတယ်တနာအောင်လုပ်ပြနေရရှိရပါတော့အဲဥစ္စာတွေကိုလည်းဖလိုင်းတက်ခွေတွေကတိကျသိရှိစီဖို့ဒါလေးလည်းရှိရတယ်ပေါ့နော်ပြီးတော့အခုဒီစားစားဘက်မှာရှိတဲ့စစ်သားတွေကတိုက်လို့ခိုက်လို့စေမရှိတော့ဘူးဆိုတဲ့ဟာကိုလည်းအားလုံးတော်များသိကြတယ်အခုဒါအောင်ကြီးကနေအလင်းဝင်လာတဲ့စစ်သားတွေကပြောပြချက်ရဆိုရင်လည်းဒီရရဲ့တိသားစီတယ်ပြီးတော့ဟိုနေ့ကအာ ဒီဒေဘောဘုတ်ကိုစစ်ကုစစ်ကူလာတယ်ပေါ့နော်စစ်ကူစစ်ကြောင်းကအဖွဲ့တွေကလည်းဘလို့ပုံစံမျိုးနဲ့လာတယ်သူတို့ရဲ့ပုံမှန်တရံတွေကဘလို့ဖြစ်နေလဲလုံးဝကိုတွတ်တွတ်ကြွကြွပဲလားစစ်ကိုလုံးဝတိုက်မယ်ခိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လာလာလာ ဒါမှမဟုတ်လည်းအလှပေးမယ် advance camera ဆိုရယ်ပုံစံမျိုးနဲ့လာတာလားဆိုတာကိုတော့သူတို့ထွက်လာတဲ့ video file တွေကိုကြည့်ပြီးသိနိုင်တယ်ပေါ့နော်အဲ့တော့ server server ကစစ်သားတွေကတော့စိတ်သက်တွေတော်တော်ကိုပြည့်ရင်းကြဆင်းနေတယ်အနေဒါအဲ့နောက်တစ်ခုကတပတ်မှာကျွန်တော်ဒါတော်လိုင်းဘက်မှာကျတော့ address ဆရာတင်ကောင်းနေရှိရပေါ့နော်ဒါကဘာလဲဆိုတော့ဒါ TNL ကဘုံမွေးတာပန်လာပေါ့နော်ဒါသူကနေပြီးတော့တနိုင်ငံလုံးလွတ်မြောက်ဖို့အတွက် KIA နဲ့လက်တွဲပြီးတော့ဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့ပြောလာတာရှိတယ်ဒါကကျွန်တော်ဒေါ်လိုင်းကိုထောက်ခံအားပေးတဲ့သူမှန်သမျှလိုချင်တဲ့အာအကြီးမဲ့ချက်ပဲဖြစ်တယ်ပေါ့နော်လိုချင်တဲ့သတင်းစကားပဲဖြစ်တယ် ဘာလို့လဲဆိုတော့ဒီဖွဲ့တွေရဲ့လုံနိုင်စွမ်းတွေကိုကျွန်တော်တို့ကောင်းကောင်းကြီးသိထားတယ်အဲ့ဒါအဲ့ဒီဖွဲ့တွေအခုလိုမျိုးစီလုံးပြီးတော့အခုလိုမျိုးလက်တွဲညီပြီးတော့စစ်ကောင်စီကိုတိုင်မယ်ဟေးဆိုရင်ပို့ပြီးတော့အချင်းချင်းမျက်စာလာမယ်အောင်မြင်မှုကိုပို့ပြီးတော့မြန်မြန်ရယူနိုင်လိမ့်မယ်ဆိုတာလည်းသိကြတယ်ပေါ့နော်အခုအဲ့လိုမျိုးပြန်ကြားရတာဖြစ်တဲ့အတွက်လည်းအာကျောင်းအတွက်တော့တကယ်သတင်းကောင်းပါတော့စစ်ကောင်စီဘက်ကတော့သူတို့အတွက်သတင်းဆိုးဖြစ်နေလိမ့်မယ်အဲဒါလူကြီးတွေကတော့ဘယ်ချိန်မှာမပါလို့ရမလဲဘယ်လိုညှိနှိုင်းရမလဲဘယ်လိုဆောင်ရမလဲဆိုတာကိုတေချာပေါ့သူတို့နားလဲပါတယ်အကောင်းဆုံးဖြစ်အောင်ဖြစ်ရှင်းလို့ရတယ် တော့စစ်ကောင်စီနဲ့စကားပြောနေတာမဟုတ်ဘူးဒေါ်လန်ကြီးတက်ခွဲချင်းချင်းစကားပြောနေတာဖြစ်တဲ့အတွက်ပေါ့နော်ပြည်လေစရာအကြောင်းမရှိတယ်ပေါ့နော်အဲ့တော့အဲ့ဟုတ်စာကကျွန်တော်တို့လိုချင်နေတဲ့သတင်းစကားဖြစ်တယ်စစ်ကောင်စီအတွက်ကြတော့ဒါကသတင်းဆိုးပေါ့နော်ဟာဒီအဖွဲ့တွေအချင်းချင်းအစင်မပြေအောင်ဒီအဖွဲ့တွေသွေးကွဲအောင်လုပ်နေပါလေဆိုနေမှာဒီအဖွဲ့တွေကပို့ပြီးတော့စီးလုံးတော့မယ်ဆိုတော့သူ့မှာစိုးရိမ်မှုတွေဖြစ်လာပြီပေါ့နော်အဲတခုခုဆိုရင်သူတို့ဘက်ကအယံဖြန့်နေအယံဖွာတယ်တပ်ဖွဲ့ဝင်ချင်းချင်းဒါလက်နက်မပါဘဲနဲ့လက်ချီးပလာဖြစ်ရှင်းတဲ့ကိစ္စမျိုးတွေတော့မှာ ုံးဝပြဿနာကိုအကြီးကြီးတွေဖြစ်အောင်လို့ဒါဖွာခဲ့တဲ့ဟာတွေရှိတယ်သွေးခွဲခဲ့တဲ့ဟာတွေရှိတယ်အခုတော့သူ့ရဲ့သွေးခွဲမှုတွေကမအောင်မြင်မဲနဲ့ပေါ့နော်သူပြန် ပြီးတော့ဗျင်းကံမဲ့အနေထားတွေဖြစ်လာတော့အနောက်ဘက်ကလည်း AA နဲ့ Bangladesh နဲ့ဆက်ဆံရေးကိုပေါ့နော်အဲဒါစကားစကားနေပြီးတော့အတင်း PR ပေးပြီးတော့ဘာလို့ဆက်ဘာလဲညာလဲဒါမျိုးသွားလုံးမှာပေါ့အတင်း PR ပေးမှာပေါ့နော်အဲဥစ္စာကိုလုံးဝဒါမခံမခံနိုင်လို့ဆိုပြီးတော့ဒါဒါစတန်ယုံကိုပေါ့နော် Bangladesh စတန်ယုံကိုပြန်ပြီးတော့ရုပ်သိမ်းလိုက်တယ်ပေါ့နော်အဲရုပ်သိမ်းလိုက်တယ်နိုင်ငံခြားကတန်တမာရေးကိစ္စတွေပို့ပြီးတော့တင်းမာ တင်းမာလာနေတယ်ဆိုတော့ပုံစံမျိုးပေါ့ဗျာဒါကလည်းကျွန်တော်တော်လိုင်းရဲ့အတွက်တော့သတင်းကောင်းဖြစ်တယ်ပြီးတော့လက်ရှိမြေပြင်ရဲ့အခြေအနေအမှန်တရားကဘာလဲဆိုတော့ကိုတခြားနိုင်ငံတွေကပါသိလာနေပြီလို့ပြောရမှာပေါ့နော်အဲဘင်္ဂလားဒေ့ရှ်တွက်ကတော့ AA ကစစ်ကောင်စီတက်ပို့ပြီးတော့ရေးကြည့်တဲ့အနေအထားတစ်ခုဖြစ်သွားတာဘာလို့လဲဆိုတော့ပြည်နယ်အာပြည်နယ်ရဲ့အာဏာအားလုံးနှီးပါးကို AA ကရရှိတာအဲကတက်တော့ AA ရရှိတာအဲတော့ကျတော့ဘယ်သူနဲ့ဆက်ဆံမလဲမင်းဆက်ဆံမှာဘယ်သူနဲ့လဲလက်ရှိအာဏာရထားတာငါအဲအဲ့တော့ကျတော့မင်းဆက်ဆံရမယ့်လူက ဒါပဲဆိုတဲ့ဟာကိုဒါပြလိုက်တာပဲပေါ့နော်အဲ့ဒါကိုလည်းနားလေတဲ့ဘင်္ဂလားဒေ့ရှ်ကစစ်ကောင်စီတဲ့တုံးကမဆက်ဆံလဲဘာမှဖြစ်ဘူးကွာဆိုပြီးတော့ဗာမျိုးပုံစံမျိုးတင်းတင်းမာမာပြင်းပြင်းထန်ထန်ပြက်ပြက်သားသားလှုပ်ရှားပလိုက်တဲ့ဟာကလည်းဇော်လိုင်းအတွက်အားရစရာတင်းကောင်းဖြစ်တယ်ပေါ့နော်အဲပြီးတော့အခြားနိုင်ငံတွေကအစမြေပြင်မှာဇော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီနဲ့ဘယ်သူကနိုင်နေသလဲဆိုတဲ့ဟာကိုလည်းတပိုးပေါင်းနားလေလာနေပြီလို့ဒါကြောင့်တွေယူဆတယ်ပေါ့နော်မြေပြင်မှာတကယ်စစ်နိုင်နေတဲ့သူကပဲစကားပြောတဲ့အချိန်မှာအခွင့်အရေးရမယ်ဆိုတဲ့ဟာကတကယ်ကို လက်ခံရမယ့်အနေအထားတစ်ခုဖြစ်လာနေပြီပေါ့နော်နောက်ထပ်လည်းအဲ့လိုမျိုးဖြစ်လာမဲ့နေမြေတွေကအများကြီးရှိပါတယ်အခုဆိုရင်ကိုပဲတရင်ကောင်းနေတောက်လျှောက်ကြားနေရတဲ့တောင်ပိုင်းဆိုလည်းအများအပြားပေါ့နော်ရှေးကောင်းစီကင်းရှင်းမှုအတွက်ကိုလှုပ်ဆောင်နေတဲ့အပိုင်းတွေမှာတကယ်ကိုအားရစရာကောင်းလာတယ်အရှေ့ပိုင်းမှာဆိုလည်းဒါမျိုးပုံစံမျိုးလုပ်နေတဲ့အဖွဲ့တွေအများကြီးရှိသလိုလက်ရှိအထိကိုပဲလှုပ်ဆောင်လို့ဒါခီးရောက်နေတဲ့အဖွဲ့တွေလည်းအများကြီးရှိတယ်ပေါ့နော်ချင်းပြည်နယ်ဘက်မှာဆိုလည်းဒီတိုင်းပဲကျွန်တော်တို့ဒါရှမ်းပြည်နယ်ဘက်မှာဆိုလည်းဒီတိုင်းပဲရခိုင်ဘက်မှာဆိုလည်းဒီတိုင်းပဲ နောက်တော့အညာဘက်ကအဖွဲ့တွေကဆက်လူမျိုးကိုစူးစမ်းနေတယ်။အချို့မျိုးတွေအချို့ဒေသတွေဆိုရင်စစ်ကောင်စီရှိပါတယ်ဆိုတော့ကွက်ကွက်လေးနေရာလေးတော့ပဲသူတို့တွေအာရန်ညာလေပတ်နိုင်တယ်ဗောနော်။အခြားနေရာအကျဉ်းကြီးမှာတလိုင်းတပ်ဖွဲ့တွေကပဲစုံမှုချုပ်ကန်ထားတဲ့အနေထားမျိုးတွေဖြစ်လာနေပြီ။အဲ့တော့ကျတော့ဘယ်သူကစစ်နိုင်နေတာလဲဆိုတဲ့ဟာကိုအခြားစောင့်ကြည့်နေတဲ့သူတွေကဆက်သိရှိလာနေပြီဆိုတဲ့အကြောင်းကိုဒီနေ့ကနေပြောပြပါမယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။